ဆိုလို့ရှိရင်ကျမကိုလှောင်ထားတဲ့လူတွေလည်းရှိတာပေါ့လေအဲဒီမှာပါလဲဆို USDB နဲ့ PPP ဘာတူလဲဆိုဘောမာတာတူတယ်လို့ပြောတာဖြစ်ပါတယ်ရှင်တသက်ခံလှောင်နေရလှောင်တာမဟုတ်ဒဲကိုစောနေကြတာပြည်သူတွေကနင်တို့ဟုတ်ပဲဘောမာတယ်လို့ပြောတယ်ဆိုလဲအဲဘောမာတယ်ပေါ့နော်အဲဆိုလို့ရှိရင်ကျမကအငင်းမပွားလို့ပါဘူးအဲဘောမာတယ်လို့ပြောတယ်ဆိုလဲအဲဘောမာတယ်ပေါ့နော် ဒေါ်လာမျိုးတွေအားလုံးပဲတဘာဝဘေးနဲ့မေးဘေးတမှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Koje Revolution Channel လေးကပြန်လည်ကြိုတိုက်ပါရစေ။ဒီလိုရိုရှင်လို့သွားပေးခင်မှာတော့ယနေ့အော်တိုဘာလ14ရက်နေ့ရဲ့မနက်ပိုင်းတင်အောင်ဆုံးရရှိသတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွားဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးနှိရှိဖို့ဒီနိုင်မှုထက်မှန်တောင်းဆိုလိုက်ပါရစေ။ပထမဆုံးအနေနဲ့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုယ်ရေးစီးပွားတဲ့နိုင်ငံတော်အာဏာကိုအတင်းတမှမတရားသဖြင့်သိမ့်ပိုက်ထားဒီမှာဒီနေ့မှဆိုရင်တော့1918ရရှိဖြစ်ပါရစေ။မြန်မာနိုင်ငံတော်ဝန်တရက်တာအတွင်း စစ်ကောင်စီကစစ်ကွေးတွေဆုံးဆင်းမှာတော့ပြင်ပြည်နယ်ဘိုင်းလင်လေးမြို့နယ်မှာ၁၀ကောင်မန္တလေးတိုင်းငင်းကြံမြို့နယ်မှာ၁၀ကောင်သခိုင်းတိုင်းသခိုင်းမြို့နယ်မှာ၃ကောင်နဲ့တော်လိုင်းရဲဘော်တအုပ်ကတော့စစ်မကောင်းဆောင်နဲ့ကြာဆုံးခဲ့ရပါတယ်။မကွေးတိုင်းစောမြို့နယ်မှာအုံကူတော့ရှင်မိခဲ့ပြီးတော့မကွေးတိုင်းပွင့်ဖြူမြို့နယ်မှာ၂ကောင်ဒီဒီတွေဆုံးခဲ့ကြောင်းလည်းသိရှိခဲ့ရပါတယ်။ဘရောင်းသူတွေပုံနေနဲ့ကတော့ဂျမ်ဘတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာဗိုလ်ချုပ်နဲ့ဗိုလ်မှူးချုပ်များကိုတန်တမာအဖြစ်ခန့်အပ်လိုက်ပြီးတော့စစ်ရာရှိချုပ်ကိုလည်းဌာနဆိုင်ရာကြီးကဲများဖြင့်ကြောင်းရွှေ့နေကြောင်းနေပြီးတော့စစ်ဘက်တရင်မိကာမျိုးတို့ရှိကြပါတယ်။ ြီးတက်ကဘိုလ်ချုပ်နေမျိုးဦးဒေတက်မှဘိုလ်မှုချုပ်မျိုးမင်းထွန်းတို့ကိုလည်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အမကြီးအဆင့်ဖြင့်ရက်ဖက်ကိုတောင်းရွှေ့လိုက်ကြောင်းသိရှိရပြီးတော့ရွေးကောက်ပွဲဝင်ရန်စံနှမရှိသောစစ်တေရာရှိကြီးတို့ကိုတော့ရက်ဖက်တို့အကြီးကဲများဖြင့်ပြောင်းရွှေ့ခြင်းမှာပါဝင်လာခြင်းဖြစ်ကြောင်းနေပြီးတော့စစ်ဘက်တရင်းကြီးကသိရှိရတာဖြစ်ပါလေ။ဘူကြီးမင်းသူကိုလည်းမန္တလေးစီပင်ဌာနဦးဖြစ်၎င်းမတ်73တန်းမြင့်၄ကျင်ရေးမှဗိုလ်မှူးဇေယဆိုးကိုလည်းရွေးကောက်ပွဲကော်မရှင်မှာလက်ထောက်ညွှန်ကြားမှုဖြင့်ဟန့်ခဲကြောင်းလည်းသိရှိရပါတယ်။နေပြီးတော့စစ်တေတရင်းကြီးရဲ့အဆိုအရ စစ်ဘက်မှအရာရှိကြီးများနဲ့အရာရှိငယ်400ကျော်ကိုရက်ဖက်ဝင်ကြီးဌာနများမှာဌာနဆိုင်ရာကြီးကြီးများနဲ့အရာရှိများဖြင့်မင်းအောင်လှိုင်ကပြောင်းရွှေ့ခံရကြောင်းလည်းသိရှိရပါတယ်။အောက်ကြီးကြီးအပြင်အိုးရင်တော့လိုပဲတကောင်လုပ်နေကြတိုင်းပဲရက်ဖက်တွေကိုဒီကောင်ဒီစစ်တပ်ကစစ်ခွေးတွေကိုခွေးကိုအစိုးပတ်ပြီးတော့အဲ့ကိုထဲနေရတွေ့နေရပါတယ်။အဲတောက်ကြီးကြီးအပြင်မင်းအောင်လှိုင်တကောင်အနေနဲ့ကတော့ဝီကောက်ခွေးကိုခံပြလို့သူ့ရဲ့စစ်ခွေးတွေကိုထက်ဒီပကနိုင်ငံတွေကိုတော့လုံးဝကမှာပဲညညာဖို့အတွက်ဥစဉ်ပြင်ဆင်နေပြီဆိုတော့လေ နဝါထင်းမြင်နေရတယ်ဆိုတဲ့ကိုဖြစ်ပါတယ်ဒါကြောင့်ဒီလိုမျိုးစေဟနာရှင်ကိုစနစ်ကိုဖြိုချပြီးတော့ဒီကောင်းထီးထည့်ထားတဲ့ကောင်းတွေကိုပြန်လဲရွေးထုတ်ပြီးတော့ရှင်းလင်းနိုင်မှုဆိုတော့မြန်မာနိုင်ငံဟာလက်ရှိဖြစ်ပေါ်နေရတယ်ပို့ပြီးတော့ပို့ရပြီးဂျုံဘွားကိုပဲဆက်လက်သွားနေရမယ့်အခုပဲဖြစ်ပါတယ်ဒါကြောင့် online တတိ online တတိမြေပဲနေ့စဉ် online ပြည်သူတွေအားလုံး online တတိများကြည့်ရှုဖြင့် online ရေးကိုဒီတဲ့ရနေရာဒီမှာအောက်ပို့ပြရဖို့ဒီနေ့ခဏနေပြီးအမှန်တော့ကျင်ပါတယ်နောက်တဲ့သတင်းပုံအနေနဲ့ကတော့မန္တလေးတိုင်းမိထီလာအကျဉ်းတော်မှာဖမ်းဆီးခံရတဲ့နိုင်ငံရေးအကျဉ်းသူတို့ဟာ ောင်ဖောက်ပြီးဖပြေးလွတ်မြောက်သွားပြီဖြစ်ပါတယ်။အဟာစတင်ဘာလ19ရက်နေ့ညနေ9:00နာရီခန့်ကပစ်ကြည်လာထောင်တွင်မြို့သမီးဆောင်ကမူဆယ်ဆောင်မှရှိတဲ့မိလာမြောင်ဘော့ကတဆင်ဖပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်းပစ်ကြည်လာအချင်းဆောင်နဲ့နေဆက်သူတွေကအခုမှထုတ်ပေါ်ပြောကြားလာတာဖြစ်ပါတယ်။အပွင့်အရာရှိအာဂျီဝင်းတောင်းဝင်ကြနေတဲ့အချိန်မှာ မိန်လာမြောင်းပေါက်ကနေပြီးသွားကြတာပါတန်းပိတ်ခန်းဒီအချိန်ကိုပြီးသွားတာဖြစ်မယ်ပြီးတော့ညွန်မှုကိုတိုင်းလည်းလာစစ်တမ်းမှုတွေရှိတယ်အခုဒီဖမ်းမိသေးတဲ့အတွက်ဝင်ရဲနဲ့ထုတ်ထားတယ်လို့လည်းမိချီလာချင်းထောင်းနဲ့နီးစပ်သူတွေကထုတ်ပေါ်ပြောကြတာတွေ့ရှိရပါတယ်မိချီလာချင်းထောင်းမှာဖက်ပြေးလို့မြောက်သွားခဲ့သူမှာအသက်30နှစ်ရွယ်နိုင်ငံရေးကျင်းသူတူဖြစ်ပြီးအချမ်းဘတ်ပုံမှဖြစ်သည့်ပုံမှန်၅နှစ်ကပြင်ဖမ်းဆီးခံရသူဖြစ်ကြောင်းလည်းသိရှိရပါတယ်အခုကဲတော့မိချီလာချင်းတော်မှာနိုင်ငံရေးကျင်းသူတို့လူမြောက်ခဲ့သည့်အတွက်ထောင်နာပိုင်များဟာမြို့သမီးထောင်ဝင်နှမြောက်ကို ရန်ခတ်တီနေပြင်ဆယ်ရက်အင်ညာကုန်ပဲပြပဲထောင်တဲနိုင်တာနေခိုင်းကြကြောင်းလည်းသိရှိရပါတယ်။အဲဖြပြေးသွားတဲ့သူကိုကျွန်တော်တို့ပြည်သူတွေကနေပြီးတော့ထူထောင်းပေးအောင်ပါဗျာ။ဘာပဲလဲဆိုရင်တော့လုံးဝမပြပါစေနဲ့ဆိုပြီးတော့ထူထောင်းပေးအောင်ပါဗျာ။အဲဆိုလို့ရှိရင်ကျမကပေါ့နော်ဟိုဟိုအချုပ်ချာအာနာပိုင်တဲ့နိုင်ငံတိုင်းမှာတက်မတော်ဆိုတာအချုပ်ချာအာနာကိုစောင့်စောင့်ထိန်းတဲ့တက်မတော်ဆိုတာရှိကုန်ရှိရပါတယ်။ဆိုတော့တက်မတော်ကို တက်မတော်ကိုကျမတို့ကတက်မတော်လို့အတိမပြူတာကိုပြီးလို့ရှိရင်အရက်ဖက်တက်ဖက်ဆက်ဆံရေးကိုကျမတို့အလက်ခံတာပေါ့နော်အားပေးတာအတူတူပူးပေါင်းဆောင်ရွက်မယ်အတူတူလက်တွဲပြီးဆောင်ရွက်မယ်တိုင်းပြည်တိဆောက်တဲ့နေရာမှာဆိုလို့ရှိရင်အစိုးရနဲ့ပြည်သူနဲ့လက်တွဲပူးပေါင်းဆောင်ရွက်မယ်အစိုးရဆိုတဲ့အထက်မှာတက်မတော်လည်းပါတယ်လို့ရက်တက်ဖွဲ့လည်းပါတယ်ပေါ့နော်ဒီလိုပူးပေါင်းဆောင်ရွက်နေရင်လေပြည်သူတွေကိုထားခဲ့ပြီးတော့နင်တို့နဲ့တက်မတော်နဲ့နှစ်ခုလည်းပူးပေါင်းဆောင်ရွက်နေကြပါလားပြည်သူတွေကိုအုပ်ချုပ်မစင်းစားနဲ့ပြည်သူတွေကနင်တို့အုပ်ချုပ်တော့ခံပြီးလို့မထင်နဲ့နင်တို့ပြန်ကြိတ်ပါ စသဖြင့်ဒီလိုတွေလည်းပါတော့ဒီလိုပူပေါင်းဆောင်ရွက်မှာပဲတိုင်းပြည်တစ်ခုကအောင်မြင်တာဖြစ်ပါလေရှင်အဲ့ဒါကိုပဲဘောမတယ်လို့ပြောတယ်ဆိုလဲဘောမတယ်ပေါ့နော်ဆိုလို့ရှိရင်ကျွန်မအငင်းမပွားလို့ပါဘူးအဲဆိုလို့ရှိရင် အဲခုနပြောတာလေးပေါ့နော်ဥဇော်ဆိုတဲ့အကောင့်ကလည်းအခြေခံလူတန်းစားတွေဘာလို့ပေးမှာလဲပြီးလို့ရှိရင်အဲရရွာဒေတာလုံပြုံကြီးကင်းလဲတာတွေဘာတွေပေါ့နော်ဒါကတော့ကျမငယ်တုန်းကကျမအကူတွားတွားပြီးတော့မှကင်းဆောင်ရတဲ့အတွေ့အကြုံလေးပါရှင်အဲ့ဒါလေးကိုရှင်းလင်းတင်ပြပါရစေနောက်ပြုံးပြုံးလေးပြောပါတဲ့ဂျေဆုတင်ပါပြုံးပြုံးလေးပြောပါတဲ့နောက်ဂျေဆုတင်ပါလည်းအောင်မြင်ပါစေခင်ဗျာတဲ့ဂျေဆုတင်ပါလည်းရှင်အဲနောက်ကျေစင်တက်ဝင်းကကြလူငယ်တွေကိုတဲ့ရွေးကောက်ပွဲမှာပုံမပါဝင်ဖို့ ပြောပါအောင်အန်တီတဲ့ဆိုတော့လေဆိုလို့ရှိရင်လူငယ်တွေရဲ့အခမ်းအနားနှစ်ခုရှိပါတယ်ရှင်ပထမတစ်ခုကတော့မဲဆန္ဒရှင်နေအနေနဲ့အဲဒီဒီမဲဆင်းမှာပါဖို့လို့အတွက်ပေါ့နော်မဲဆင်းစစ်ကြပါဒီမဲဆန်မဲဆင်းမှာပေါအောင်လုပ်ကြပါမဲဆင်းစစ်ကြပါပြီမဲဆန်အဲမဲဆင်းစစ်ကြပါမဲဆင်းမှာပေါအောင်လုပ်ကြပါမပါသိရင်ပေါအောင်လုပ်ကြပါပြီးလို့ရှိရင်မဲထွက်ပေးကြပါပေါ့နော်ဒီအထွေထွေရွေးကောက်ပွဲနေ့မှာရွေးကောက်ပွဲနေ့မှာမဲထွက်ပေးကြပါလို့လူငယ်တွေကိုတိုက်တွန်းချင်ပါတယ်ရှင့် အဲနောက်တစ်ခါအဲ့လိုမဲပေးဖို့လို့အတွက်ဆိုရင်ဆုံးဖြတ်ချက်တရားချရတော့မယ်ဆိုလို့ရှိရင်နိုင်ငံရေးပါတီတွေကိုလည်းစိတ်ဝင်တစားနဲ့လေ့လာပြီးတော့မှဘယ်နိုင်ငံရေးပါတီကိုဘာကြောင့်ကြိုက်တယ်ဘယ်နိုင်ငံရေးပါတီကိုတော့ဘယ်ကြောင့်ဘာကြောင့်မကြိုက်ဘူးဆိုတော့အချက်တွေပေါ့နော်ဆိုလို့ရှိရင်အဲအဲ့ဒါလေးတွေနဲ့ဒီဒီကိုယ့်ရဲ့မိသားစုနဲ့လည်းတိုင်ပင်ပြီးတော့မှအသေးချာမဲတရားကို အပေးကြပါလို့ကျွန်မတိုက်တွန်းချင်ပါတယ်ရှင့်ဒါအမေစုခိကစကားတွေကိုထအောင်နေပါပြီတဲကြမဲတပြိုင်ဖြစ်ကုန်ပါပြီဘယ်ပါတီဥမမကြိုက်ပါဘူးဆိုမှဘယ်ပါတီရှိမှတော့မသိဘူးပြည်သူတွေကနော်နေတော့နေတော့ပါတီထောင်ပြီးတော့အပါတီနဲ့လုံနေတဲ့ကိစ္စတွေကိုဘယ်သူမှစိတ်ဝင်စားဘူးဒီဘက်မှာဆိုရင်မဲမပေးလို့တောင်ဒီဘက်ကတန်ရုံနေကုန်လို့မဲပေးဖို့အတွက်ဆိုပြီးတော့တန်တန်းကြီးတိုးထားပြီးတော့အခုလိုမျိုးမဲလူချင်းတဲ့ဘဝတွေရောက်နေတာတွေ့နေရပါတယ်။ကြည့်ပါပြောမဲပေးပြီးမဲမပေးပေးတို့ဘာသူတို့မဲလိန်ပြီးတော့အောင်းလုံးမှာတော့သေးကြပါပဲ။နောက်တစ်ခုအခန်းကဏ္ဍကတော့ကျမတို့ကြတော့ကြတော့ ပြည်သူ့လွှတ်တော်နဲ့တိုင်းဒေသကြီးပြည်နယ်လွှတ်တော်ဆိုရင်အသက်25နှစ်ပြည့်ပြီးဝင်လို့ရပါတယ်။အဲပြီးလို့ရှိရင်အမျိုးသားလွှတ်တော်ဆိုရင်တော့အသက်30ပြည့်ပြီးဝင်လို့ရတာဖြစ်ပါတယ်။ဘုံမဘူးတော်တော်အသက်ပြန်ကန့်တတ်နေသေးတယ်။ ဟိုရွေးကောက်ပွဲဝင်လို့ရတာဖြစ်ပါတယ်။နော်အဲ့ဒါကြောင့်မို့နိုင်ငံရေးပါတီတွေလို့ပြောရင်လည်း session နှစ်ပြည့်ပြီးသားမြည်သည့်နိုင်ငံသားမဆိုနိုင်ငံရေးပါတီဝင်လို့ရမှာရှင်။နိုင်ငံရေးပါတီဝင်ခြင်းနာဝင်နာတို့ပြီးလို့ရှိရင်နိုင်ငံရေးပါတီတခုကိုဒီနိုင်ငံကိုအကျိုးပြုနိုင်မယ်လို့ယုံကြည်တယ်ပေါ့နော်။မိမိယုံကြည်တဲ့နိုင်ငံရေးပါတီဝင်နာတို့ပြီးလို့ရှိရင်နိုင်ငံရေးပါတီရဲ့ဟိုဟာပေါ့နော်။စွမ်းဆောင်နိုင်တာတွေကိုတိုးတက်အောင်အော်ဆောင်ရွက်ပေးတာတို့ဝိုင်းဝန်းကူညီတာတို့ပြီးလို့ရှိရင်လည်းခုနအသက်အစိုက်ပြည့်အစိုက်ပြည့်ပြီးသားလူတွေအသက်30ပြည့်ပြီးသားသူတွေဟိုပေါ့နော်ကိုယ်စလဲလောင်းအနေနဲ့ဝင်ရွေးခန်းတာတို့ပေါ့နော် လူငယ်တွေရွေးကောက်ပွဲမှာပါဝင်ပြုတ်ပို့ပြောပေးပါဆိုကျွန်မအစဉ်မြဲပြောလဲရှိပါတယ်အဲကျွန်မတို့ပါတီတွေအနေနဲ့လဲပါတီအနေနဲ့လဲလူငယ်တွေရဲ့အခမ်းအနားကိုအတိအမှတ်ပြုတ်ပြီးတော့မှကျွန်တော်တို့လူငယ်တွေနဲ့လက်တွဲပြီးတော့မှဆောင်ရွက်လဲရှိပါတယ်ရှင်ဒေါ်မြတ်ကတော့အားပြည့်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အန်တီရေးတဲ့နိုင်ငံသားကိုရောက်နေတဲ့အိမ်အကူကလေးတွေတွေ့တဲ့ကုညီနိုင်မဲ့တိကျတဲ့ခိုင်မာတဲ့ဥပဒေလေးတင်သွင်းဖို့ရှိပါလားတဲ့ရှင်တဲ့လော်လော်ဆဲတဲ့ overseas ရောက်နေတဲ့ help ပါတွေအတွက်တဲ့အားပေးစကားလေးပြောပေးပါဦးနဲ့အဲဆိုတော့ကျမတို့ပါတီမှာလေဟိုဟာရှိပါတယ်ရှင့်ဒီရွှေ့ပြောင်းလုပ်သားပေါ့နော်ရွှေ့ပြောင်းလုပ်သားလို့ပြောရင်တော့မျိုးပုံစံမျိုးစုံပေါ့နော်ပုံစံမျိုးစုံနဲ့ဒီကဏ္ဍမျိုးစုံမှာအလုံလုံနေကြတယ်ဟိုနိုင်ငံတကာမှာတွားပြီးအလုံလုံကြတာပေါ့နော်ဆိုလို့ရှိရင်အဲသူတို့တွေရဲ့ပေါ့နော်ဟိုကပေါ့အဲအလုံသမားခွင့်ရေအချိုးပေါက်မခံရအောင်ပေါ့နော်ဆိုလို့ရှိရင်ရွှေ့ပြောင်းလုပ်သားများရဲ့အလုံအလုံဟိုပါပေါ့ရှင့် ရွှေပြောင်းလုပ်သားများရဲ့အခွင့်အရေးကိုကာကွယ်တဲ့ဥပဒေလိုမျိုးကျမတို့စွဲသင့်ပါတယ်အဲ့လိုစွဲဖို့ဆိုလို့ရှိရင်တော့ကျမတို့ပညာရှင်တွေလည်းလိုပါတယ်နိုင်ငံတကာရဲ့ဥပဒေတွေကဘယ်လိုစွဲထားတာလဲပေါ့နော်ဥပမာဥပမာကျမတို့မြင်ညာလို့ရတာဆိုဖိလစ်ပင်းပေါ့ရှင့်နော်ဖိလစ်ပင်းဆိုလို့ရှိရင်သူနိုင်ငံသားတော်တော်များများနိုင်ငံသားမှာထွက်ပြီးအလုပ်လုပ်တယ်အလုပ်လုပ်ပြီးနိုင်ငံသားမှာရောက်နေတဲ့ဖိလစ်ပင်းနိုးစ်တွေရဲ့ ဒီအလုတ်သမားအခွင့်အရေးကိုဖိလစ်ပင်းအစိုးရကာကွယ်ပေးနိုင်အောင်ကျွန်တော်တို့ပြည်တွင်းမှာလည်းဥပဒေတွေပြဋ္ဌာန်းမယ်ပြဋ္ဌာန်းထားလိမ့်မယ်ပြီးလို့ရှိရင်လည်းကျွန်တော်တို့သူတို့သွားတဲ့နိုင်ငံနေနဲ့နှစ်နိုင်ငံပေါ့နော် MOU ထိုးထားတာတို့ဘာလို့ဒါလေးတွေလည်းဆောင်ရွက်ထားမှာဖြစ်ပါရဲ့ရှင်ဒါမျိုးဒါတော့တသက်ခိုင်တယောက် ပေါ်တက်တဲ့ခါကျရင်မလုပ်မလဲဆိုတာကိုပြောပြီးတော့တော်ကီပြင်နေဖြစ်ပါတယ်မင်းတို့ဘလို့ပဲဆုံးဖြတ်ဖြတ်မင်းရောက်နိုင်တဲ့ကောင်ကတော့အဲ့လိုမျိုးတွေခေါင်းစားမှဆိုးလို့ဘယ်သူမှမထွက်ရဆိုပြီးတော့လိုက်ပိတ်ပြင်နေပြီပဲမင်းရောက်နိုင်တယ်မျိုးတော့မှတ်ထားတော့မင်းရောက်နိုင်ရင်အပိတ်ပေါင်းစုံနဲ့ပိတ်လုံးအကြီးလုံးမင်းရောက်နိုင်တယ်မျိုးတော့ပိတ်တာကြီးဆုံးဖြစ်နေပြီဆိုပြီးတော့ဒီထဲကသူတွေချုပ်ကလည်းပြောနေကြတာတွေ့နေရပါတယ်ဘူနိုင်ငံကလူလူပဲညဉ့်ညံ့စုလိုက်အဲ့ဒီကျင်ညာတဲ့အခါမှာအလုံးကအမေရိကန်သမ္မတဒေါ်နယ်ထရပ်ရလိမ့်မယ်လို့မျှော်လင့်ခဲ့တဲ့အင်အားစုရှိတယ်သူဟာ တခြားတောင်အမေရိကနိုင်ငံတနိုင်ငံကအတိုက်ခံပေါင်းဆောင်လူသူတွေပေးလိုက်တာပဲရှိဒါဆိုရင်ကျွန်တော်ဘာလို့ဆိုလို့ကျွန်တော်လည်းသဘောပေါက်အရင်တော့ကကျွန်တော်တို့နိုင်ငံပါချင်းနေတဲ့ user တွေအစိုးရအတိုက်ခံပြတဲ့လူတွေအကုန်လုံးကလိုပဲညံ့ညံ့ရေးဆိုတာနောက်အုပ်စုတွေအကုန်လုံးရဲ့ပံ့ပိုးမှုအားပေးမှုကိုခံလိုက်ရတာပဲဒါဆိုရင်တော့မတို့လုပ်နေတဲ့လှုပ်ရှားမှုအစိုးရကိုတိုက်ဖြတ်မဲ့လှုပ်ရှားမှုကြီးကတကယ်ကိုမိစာကောင်းကောင်းနဲ့မိဖုံးမြန်ကြီးကိုတက်သွားပြီးတော့ဖြစ်မဲ့ အရာဝန်တာနဲ့ပြစ်ခဲ့တာမျိုးရှိသလိုတမတော်ဘက်အချမ်းအစိုးရဘက်အချမ်းမှာရှိတဲ့လူတွေကလည်းပဲလူပဲငင်းချင်းစုဆိုတာအနောက်အစိုးရတစ်ခုလုံးကဖွဲ့အလုံးဝိုင်းပြီးတော့တပည့်ခံမှုတွေပေးတဲ့စုကြီးပဲလို့ပဲထင်သွားတယ်အခုမှဆိုဒါကျွန်တော်တို့ကပေးသေးချာချာကိုအဖြေပေါ်သွားပြီအနောက်အုပ်စုလို့ပြောတဲ့အထက်မှာကိုပဲကျွန်တော်တို့ဗမာတွေနယ်ပိုင်းတုံးထင်နေသလိုတစုတစည်းတဲ့တပေါင်းတစည်းတဲ့မဟုတ်ဘူးဆိုတာအမေရိကန်သမ္မတရမယ့်ဟာတော့ဖျက်ရှားပြီးတော့တခြားမထင်မရှားနိုင်ငံရေးသမားတယောက်ကိုအမျိုးသမီးတယောက်ကိုပေးလိုက်တာမျိုးရှိပါတယ် ပြန်ပြီးပြောဆိုရင်ပါနေပြီအမေရိကန်သမ္မတတော်မရတဲ့စုကိုနော်မေစုကရခဲ့တာဒီလိုမျိုးတော့မင်းတို့အထက်ကိုထည့်ထားတယ်ဆိုတဲ့မင်းတို့ကောင်တွေကပြေးတယ်မိုက်တယ်ကောင်တွေဆိုမင်းတို့ကိုယ်ကိုသိတင်တယ်ဒီလိုမျိုးနောက်အုပ်စုကပဲအမြဲတမ်းယူတယ်ဆိုပြီးတော့ပြောနေထင်းနေရတယ်မင်းတို့စစ်ကိုတွေပဲထင်းနေတာဘာသူမှမဟုတ်ဘူးအဲ့တော့မင်းပြန်ရှင်းပြလိုက်အောင်ဒါကအနောက်အုပ်စုအမေရိကန်ဥဆောင်တဲ့အနောက်အုပ်စုတွေဆိုတာကတရုတ်လိုမျိုး centralized institution ဟိုဦးစီးနဲ့တပွေးတံတမိန်ချုပ်ကန်ထားတဲ့အစိုးရမဟုတ်ဖြစ်နဲ့อืมကဲအဲ့လောက်ရှည်ရွေးပြောမနေအာနာရှင်တော့အာနာရှင်ပေါ့ကွာဘာလို့ရှည်ရွေးတွေလေကျင်းနေတာလဲမင်းတို့မင်းရောက်နိုင်လို့ပဲတပွေးတံမိတ်နဲ့ပဲချုပ်ကန်ကျင်ပြီးဘာမှလွတ်တော်လည်းမရှိဘာလည်းမရှိညာလည်းမရှိကိုယ့်ရဲ့ဗဇက်ကထွက်သမျှဥပဒေကိုပဲဟာဆိုပြီးတော့လုံနေတဲ့ကောင်လေးကိုလုံးကုံကုံနေတဲ့ကောင်လေးအစိုးရနဲ့ချွတ်တော်နဲ့ကွဲတာရှိတယ်အစိုးရဖွဲ့စည်းတဲ့မှာကိုပဲလူမှုဖွဲ့စည်းတွေဩဇာဒေကမရှိသောလူမှုအဖွဲ့အစည်းတွေကွဲသွားတာရှိတယ်။အဲဒီဩဇာဒေကမရှိတဲ့လူမှုအဖွဲ့အစည်းဆိုတဲ့ထဲမှာအခုနိုဘယ်ဆုကိုပေးတဲ့ကော်မတီဆိုတာလည်းတခုအပါဝင်ပဲ။အဲ့လိုမျိုး ပလူရလစ်ဇင်ပေါ့လေဩဇာအာဏာဟာမတူညီတဲ့အဖွဲ့တွေမှာခွဲပြားပြီးတော့ဖြန့်ကျက်နေတဲ့နေရာဖြစ်တဲ့အတွက်အနောက်အုပ်စုကိုချင်းကပ်တဲ့နေရာမှာကျတော့ကျွန်တော်တို့ကပို့ပြီးတော့အစအစအရာရာကိုသေးသေးချာချာလေ့လာပြီးတော့မှလုပ်ဖို့လိုပါတယ်ဒီနေရာမှာလည်းပဲကျွန်တော်ပြောချင်တာနှစ်ချက်ပေါ့လေပထမတစ်ချက်ကတော့နိုဘယ်ငြိမ်းချမ်းရေးဆုဆိုတဲ့အရာကိုယ်တိုင်ကကိုလွယ်တဲ့အနှစ်30 40အတွင်းမှာဟိုးအရင်တုန်းကထားခဲ့တဲ့ policy တက်ကိုပြောင်းသွားတယ်အရင်တုန်းကတော့ Alfred Nobel ကြီးထားခဲ့တဲ့ရည်ရွယ်ချက်နဲ့ကိုက်နေတယ်နိုင်ကဘာကြီးငြိမ်းချမ်းရေးအတွက်ကိုတစ်ခုခု အောင်မြင်မှုအကျိုးစီးပွားရလတ်ကြီးမားသောအောင်မြင်မှုတစ်ခုကိုစွမ်းဆောင်ပေးနိုင်တဲ့သူကိုပေးတာအောင်မြင်မှုရလတ်ကြီးကြီးမားမားကိုယူထားပေးပြီးသားလူကိုဂုံပြုတဲ့အနေနဲ့ပေးတာမျိုးကိုအရင်ကဖြစ်ခဲ့တယ်နောက်ပိုင်းမှာကျတော့သူတို့ကအောင်မြင်တဲ့လူကိုပေးတာမဟုတ်ဘဲနဲ့ဖြစ်စီခြင်းတဲ့လူအောင်မြင်စီခြင်းတဲ့လူကိုမိထိုးပြီးလိုက်ပေးနေတာအခုဒီနှစ်ရသွားတဲ့ငញ្ញိုင်းဆုရှင်ဆိုလို့ရှိရင်တော်တော်များများကစုမရခင်အတိသူ့နာမည်ကြားတော့မကြားဘူးမကြားဘူးသေးတဲ့လူကိုသိသိတင်ပေးဖို့ပေးတဲ့စုမျိုးဖြစ်သွားတယ် ကြားဘူးပြီးထင်ရှားပြီးအောင်မြင်တဲ့လူကိုဂုံပြုပေးတဲ့ဆုမျိုးမဟုတ်တော့တာလွန်ခဲ့တဲ့အနှစ်၄၀အတွင်းမှာနိုဘယ်ဒင်းရရင်ဆုရဲ့စံနှုန်းတန်ဖိုးကြီးရော့ကျသွားလို့လေတစ်ချက်နောက်တစ်ချက်ကကြတော့လေကဘာမှာအရှိအုပ်စုနောက်အုပ်စုပွဲပြားချနာတယ်ဆိုတာတည်းစားလို့ရှိရင် liberal အုပ်စုနဲ့ liberal မဟုတ်တဲ့စီကန်းအစဉ်လာထင်းထင်းတဲ့အုပ်စုနဲ့အပြည့်မှုကြီးကပိုကြီးသွားလို့ပဲအခုအမေရိကန်နိုင်ငံမှာတမန်တော်ဒေါ်နယ်ထရန့်ကိုရစီခြင်းနဲ့ဆိုတဲ့အုပ်စုတွေကကြတော့ liberal ဝါဒကိုအင်မတန်ဆန့်ကျင်တဲ့အုပ်စုတွေဖြစ်နေတယ် နိုဘယ်ညွန်ညာရေးဆုကိုပေးမဲ့ပုဂ္ဂိုလ်တွေကကြတော့ liberal အစွမ်းရောက်ပုဂ္ဂိုလ်တွေဖြစ်နေတယ်။ဒါကြောင့်လည်းပဲသူရဖို့ရထားထားတဲ့လူတွေတကယ်ရသွားတဲ့လူတွေကွာခြားသွားတာဖြစ်တယ်။အဲ့တော့ကျွန်တော်အလုံးချုပ်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟာကိုယ်နိုင်ငံအကျိုးစီးပွားအတွက်ဘယ်သူကရန်လို့လဲဘယ်သူကမိတ်ဆွေလဲဆိုတာတွေ့တဲ့အခါမှာအတယုတ်ကတော့ရန်သူပဲငါတို့တယုတ်ကတော့ငါတို့ရဲ့မိတ်ဆွေအဲ့လိုတမ်းလို့မရဘယ်နေရာမှာ तू ကရန်သူဖြစ်မလဲဘယ်နေရာမှာမိတ်ဆွေဖြစ်မလဲအမေရိကန်ကတော့ငါတို့ရဲ့ရန်သူပဲအမေရိကန်မရှိဘူးဘယ်နေရာမှာငါတို့နဲ့လက်တွဲလုပ်လို့ရမယ်ဘယ်နေရာမှာငါတို့နဲ့ရန်သူဖြစ်နေတယ်ဆိုတာကိုသိရမယ် အခုလက်ရှိနိုင်ငံရေးလောကမှာကျင်းလင်းနေကြတဲ့လူတွေရောရွေးကောက်ပွဲပြီးရင်နိုင်ငံရေးတွေကိုထပ်ဝင်လာမယ့်လူတွေရောအားလုံးသိဖို့အတွက်ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံပြုဒုက္ခမိန်ဖခင်တွေ founding fathers တွေလွတ်လပ်ရေးရယူအောင်လုပ်ပေးခဲ့တဲ့ပုဂ္ဂိုလ်တွေဒီပုဂ္ဂိုလ်တွေအစဉ်အဆက်လက်ရှိအချိန်ကြီးတောင်အစိုးရအဆက်ဆက်ကမြန်မာနိုင်ငံဟိုဈာနေဝါဒနဲ့ရပ်တည်ခဲ့တယ်အဲ့ဒီဈာနေဝါဒနဲ့ရပ်တည်တဲ့ပုံစံမျိုးတွေပဲအစအစအရာရာကိုမျိုးလုံးဖွင့်ပြီးတော့အကောင့်အစိုးကိုလေလာစမ်းစစ်ပြီးတော့မှချင်းကပ်သွားဖို့အချိန်တံမီဒါကိုကျွန်တော်တို့ တတိပြုဖို့အချိန်တာမျိုးဆိုတာကိုကျွန်တော်ဒီနေရာပြင်ပြလိုက်ပါတယ်။မင်းတင်ပြအောင်နေနဲ့နော်လက်ရှိချိန်မှာကတော့လူမမသိတဲ့သူကိုပေးလို့ဆိုပြီးအင်းနေဝင်တဲ့ပုံပြောနေတယ်ဖြစ်ပြီးတော့အဲ့ချိန်မှာပဲမင်းမင်းအောင်နိုင်ကိုပေးကြည့်ပါလားမင်းအခုလိုမျိုးစကားကိုထွက်လာမလားဆိုတာဘယ်လိုမျိုးတွေအားလုံးပဲဒီ YouTube မှာရောင်းရလေးကတော့နေ့စဉ်နဲ့မျှနိုင်သည်ထွက်နိုင်သည်ပြောင်းဆိုပြီးတော့ဘွေးနေမျိုးစဉ်ပြောထားတဲ့ online နဲ့ပတ်သက်ပြီးအားဖြစ်စီမဲ့ဇာတ်လုံးတွေကိုပြန်လည်ဝင်ပြပေးလိုက်ပါတယ်ကြည့်ရသေးတယ် online မျိုးတွေအားလုံးပဲကျွန်တော်တို့ကြည့်ပြီးတော့ online ရုပ်ကိုဆုံးအလျှောက်ကြပါဒီနှုတ်ခွန်းဆက်ပါတယ် ားလုံးလူလူအားကိုအများကြီးလိုအပ်ပါတယ်အခုဒီကနေ့အချိန်တွေကိုကြည့်ရင်တကယ်အကြက်သေးဆုံးအချိန်တွေတခုလို့ကျွန်တော်တို့သုံးသပ်လို့ရနိုင်ပါတယ်ကော်လိုင်းရဲ့ဘက်ကောအကျန်းဖက်အာရမလူအာနာသိမ်းထားတဲ့အဲဆက်အနာရှင်ဖက်စစ်အုပ်စုအတွက်ကောအဲဒီနေ့အကြက်သေးဆုံးအချိန်ဖြစ်ပါတယ်ဆိုတော့လက်ရှိဖက်စစ်တက်ခဲ့အနေထားကိုအကျန်းမြင့်ကျွန်တော်သုံးသပ်ပြရရင်သူ့ရဲ့အာရမဖန်းစီပြီးတော့ပေါ်တာဆွဲစစ်ထဲသွင်းထားတဲ့အောက်ခြေတသားတစ်တွေနဲ့ပတ်သက်ပြီး အဲသူတို့အဲမှာအဲရိုက်ခတ်နေတဲ့ကြီးမားတဲ့ကြီးရဲ့အခုတို့ရခိုင်အရခတက်တော်တိုက်ထိုးစစ်ကြောင့်စစ်မြေပြင်ဖြစ်နေတဲ့နေရာကနေထွက်ပြေးနေကြတဲ့တကယ်ကိုပဲအာအဲဒီတိုင်းပြည် ပြက်လို့ထွက်ပြေးနေကြတဲ့ပမာဖက်စစ်တပ်သားတွေရဲ့လူဟောင်းတွေရောလူသစ်တွေရောလက်နက်ရသလောက်တဲလက်နက်တွေဖြစ်လို့ဆွပြစ်ထွက်ပြေးနေကြတာတွေရောပြည်သူစစ်လို့ခေါ်တဲ့အတင်းတမဖမ်းဆီးစစ်တဲတွင်းခံထားရတဲ့ဒီတပ်သားတွေပါပါစလေးတွေလည်းပဲအခု အင်းနဲ့အားနဲ့ထွက်ပြေးနေကြတဲ့အခြေအနေတွေရောဒါတွေကိုကျွန်တော်တို့ကြည့်ရှုပြီးတော့ဖက်စစ်တပ်ဟာအင်းအားတော့ပြန်လည်ကြီးမားအောင်ဗျမ်းပဒါနီလန်းနဲ့အထမိုက်တုံပြီးတိဆောက်နိုင်ခဲ့ပေမဲ့မှန်ကန်တဲ့အင်းအားမဟုတ်တဲ့အတွက်ကြောင့်သူတို့ရဲ့စီးရဲဆွမ်းပကားဟာနောက်ွယ်ကပံ့ပိုးပေးတဲ့တရုတ်နဲ့ရုရှားဘယ်လာရုစ်စတဲ့မိစ္ဆာဝင်ရိုးစွန်းနိုင်ငံတွေကပြီးပို့တဲ့လက်နက်ခဲယမ်းအင်းအားပေါ်တာအဓိကမိတီနေပြီးတော့လက်နက်ခဲယမ်းနှဲသွားတဲ့ချိန် ရေချောင်းအကဲတာမှုယုံနေတဲ့အချိန်ဒရုန်းတွေကောင်းကောင်းစစ်ဆင်နိုင်မှုမလုပ်တော့နိုင်တဲ့အချိန်တော်လိုင်းဖက်ကထိုးစစ်တီတချိန်ထိုးမဟာမိတ်တပ်ပေါင်းစုနဲ့ထိုးလာနိုင်တဲ့အချိန်မှာဖက်စစ်အကြမ်းဖက်တပ်ဗျူဟာအဆင့်ထိအင်အားတွေဟာဗဟန်ပတာဖျော်ဖျဲထွက်ပြေးကြရတဲ့အနေထားဆိုတာအဲကျွန်တော်တို့သုံးသပ်လို့ရနိုင်ပါတယ်ထိုနည်းတူစွာပဲကျွန်တော်တို့လက်ထိဆက်နေတဲ့ပတ်ဝန်းကျင်ကအဆင့်မြင့်အခြေအနေတွေကိုကြည့်ရင်လည်းပဲကျွန်တော်တို့တော်လိုင်းဖက်ကရသမျှခွန်အားနဲ့ပြန်လည်ထိုးစစ်ဆင်နေတာကိုလည်းကျွန်တော်တို့တွေ့ရှိရပါတယ်သတင်းလုံခြုံမှုအနေနဲ့ အဲကျွန်တော်တို့ဘက်ကကြားသိမြင်တွေ့ရသမျှကိုအားလုံးကိုပြည်သူကိုထုတ်ပြန်နေကြမှာတော့မဟုတ်ဘူးဒါပေမဲ့တော်လိုင်းဘက်ကတော့ပြင်ဆင်မှုတွေစုဖွဲ့မှုတွေတပ်ပေါင်းစုမဟာမိတ်ဖွဲ့စည်းမှုတွေဆောင်ရွက်နေကြတယ်ဆိုတာကိုတော့ကျွန်တော်တို့ပြည်သူတွေတင်နာလေထားရမှာဖြစ်ပါတယ်ဒါကစီးရင်နဲ့ပတ်သက်လို့ဖက်စစ်တက်ခဲ့လက်ရှိအခြေအနေဖြစ်ပါတယ်ကျန်တဲ့အရေးအရာတွေကိုကျွန်တော်တို့လေ့လာကြည့်ရအောင်ခုဆိုလို့ရှိရင်မလေးရှားအာနိုင်ငံကလာသွားတဲ့အာဆီယံဥက္ကဋ္ဌပေါ့ဒီစားကလာသွားတဲ့နိုင်ငံတိုင်းဝင်ကြီးပေါ့ ။ဒီကတော့ဝင်းသားအားနဲ့ထုံးစံတိုင်းပဲအာသူတို့ရဲ့လုံမဲ့အတူရောင်ရေကောက်ပွဲကိုမလေးရှားနိုင်ငံနဲ့အာဆီယံကထောက်ခံပါတယ်ဆိုပြီးကြေညာချက်ချက်ချင်းထုတ်ထုတ်တာနဲ့ချက်ချင်းမလေးရှားဒီကနေပြီးတော့အဲလွတ်တော်ကိုယ်စားလှယ်တွေနဲ့မလေးရှားနိုင်ငံဘက်ကချက်ချင်း statement နဲ့ပြန်ခြေပလိုက်တဲ့နောက်ဖက်စစ်မင်းအောင်လှန်အုပ်စုရဲ့လွန်စွာမှရှက်ဖွယ်လိလိအတိဖြစ်သောလိန်လေလှည့်ဖျားသတင်းထုတ်ပြန်မှုဘူးပေါ်သလိုပေါ်သွားပြီးတဲ့နောက်အာဆီယံအခုဆိုရင်မကြခင်ကျင်းပတော့မယ့်အာဆီယံထိပ်သီးညီလာခံမှာ၄နှစ်ကျော်ကာလကြာခဲ့ပြီး သူတို့မင်းအွန်လိုင်းကိုတိုင်ဂရိပေးခဲ့တဲ့5 point concession ကိုခုထက်ထိသဘောတူလိုက်တာဆောင်ရွက်ချင်းပူးပေါင်းချင်းမရှိတဲ့မင်းအွန်လိုင်းကိုဘယ်လိုဆက်လက်သွားမလဲအာဆီယံရဲ့ဂုဏ်သိက္ခာလည်းအဆုံးစုံထိရေစုံမျှော့ရမယ့်အနေအထားရောက်နေပြီဒါတွေဟာလာမယ့်အာဆီယံထိပ်သီးညီလာခံမှာအဲကျွန်တော်တို့တော်လိုင်းရင်းနဲ့ပြည်သူရဲ့ဒီလူလားတောက်တာချက်တွေခွန်အားတွေဖြစ်လာနိုင်စရာရှိပါတယ်။ဒါပေမဲ့လည်းကျွန်တော်တို့အလုံးစုံမျှော်လင့်လို့မရပါဘူး။အာဆီယံနိုင်ငံတွေဆိုတာကလည်းသူတို့ကိုကြိုးစီးပွားဖို့ဒါအဓိကကြည့်ကြတဲ့နိုင်ငံတွေဖြစ်ပါတယ်။ဘလောက်ပဲဒီမိုကရေစီနဲ့လူ့ခွင့်ရေး မြန်မြန်တပန်းလှောက်အောင်ကြွေးကြော်ထားစေကမှုတကယ်တော့အာဆီယံလည်းသိအားကိုးလို့ရတဲ့အနေအထားမဟုတ်ပါဘူးဒါပေမဲ့အခုဖြစ်ပေါ်လာတဲ့ဘိုင်းပိုလာဒီ CA ခေလွန်တက်တရကဘာစစ်တာဆူနေတဲ့ကာလမှာအာဆီယံနိုင်ငံတွေဟာလည်းပဲစစ်အင်အားကြီးနှစ်ခုကျွမ်းနှကောင်ကြားခတ်တဲ့မြေစာမင်းဖြစ်မသွားအောင် Indo-Pacific Strategy အရတကယ်တကယ် CA အရှိန်အပြင်းဆုံးဖြစ်လာမယ်ဆိုရင်အာဆီယံမှာအဓိကတက်ရောက်လာမယ့် CA PR လှိုင်းတွေကြောင့်ခုခရီးကသူတို့ကလည်းပဲထွက်ပေါက်တော်လကောင်မိတွေရတော်လကောင် အင်အားကြီးနိုင်ငံတစ်ခုခုကိုအခြေပြုတဲ့စီးရေးမဟာမိတ်ပြုမှုကြောင့်လည်းတို့အာဆီယံနိုင်ငံချင်းချင်းမှကိုပဲဘက်နှစ်ဘက်ကွဲနေကြတာကိုကျွန်တော်တို့တွေ့ကြရမှာဖြစ်တယ်။အဲ့တော့အတ္တမဝါဒဟိုအခြေပြုတဲ့မိစ္ဆာဝင်ရိုးစွန်းနိုင်ငံတွေကိုမိတွေ့ချိကတ်လိုတဲ့နိုင်ငံတွေလည်းရှိသလိုဓမ္မကိုစံဖြစ်ကျင့်သုံးပြီးတော့ဒီဂုံတိခါကိုတံပိုးထားကဒီမိုကရေစီနဲ့လူခွင့်ရေးကိုဦးစားပေးတဲ့အင်အားကြီးနိုင်ငံတွေနဲ့မိတွေ့ပြီးဆောင်ရွက်လိုတဲ့အင်အားစုတွေလည်းရှိနေတာတွေ့ရပါလိမ့်မယ်။အဲ့တော့ကျွန်တော်တို့အနေနဲ့လှုပ်ခတ်မှုပြိုင်ဆိုင်မှုပုတ်တိုက်မှုတွေပြင်းထန်ဆုံးအခြေအနေအချိန်ခါကျွန်တော်တို့ရောက်နေတာဖြစ်တယ်။ ဒီချိန်မှာပဲရုရှားရဲ့73စီတွေသူ့နိုင်ငံထဲမှာတော့ထုတ်လုပ်လို့မရနိုင်တော့တဲ့အတွက်ဘယ်လာရုစ်ကနေပြီးတော့တန်ချိန်ပေါင်းများစွာနေစဉ်တင်သွင်းလာတဲ့အထိရုရှားစီးပွားရေးကြားဆင်လာတာတွေယူကရိန်းကိုအမေရိကန်ကတာဝေးပစ်လို့ရတဲ့သူတို့ရဲ့နောက်ဆုံးပေါ်ဒုံးမြန်တွေပြီးဖို့လွှဲပြောင်းပေးမယ်ဆိုတဲ့သတင်းတွေအိန္ဒိယကအခုဆိုရင်တရုတ်ယွန်ငွေကိုအသုံးပြုပြီးတော့ရုရှားရှိရာရေနံတိုးဝယ်ဖို့ကြိုးစားကာအမေရိကန်ကိုခြေစုံခံဖို့ကြိုးစားလာတဲ့အနေအထားတွေတစ်ဖက်မှာလည်းပဲကိုကိုကျွန်းမှာတရုတ်တွေရှိမရှိ အိန္ဒိယအစိုးရကလက်ရှိအာဏာသိမ်းစစ်ကောင်စီကိုမေးခွန်းထုတ်လာပြီးစစ်ကောင်စီဘက်ကပြ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 မြက်ကလူးဆန်ပြနဲ့တရုတ်တွေမရှိပါဘူးဆိုညင်ကြက်ထုတ်လာတဲ့အနေအထားတွေဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိလာတဲ့အမေရိကန်စစ်သမောကြီးနဲ့အတူဘာတွေပါလာလဲဆိုတာမသိရတဲ့အနေအထားတွေစီးလေးချင်းမှုတွေပြီးစီးပြီးတဲ့နောက်သုံးပြတဲ့လက်နက်တွေဘေကိုရောက်ပါတယ်ဘာတွေဆက်လက်ဆောင်ရမလဲဆိုတာကိုခံမှန်းရခက်တဲ့အနေအထားတွေဒီအချိန်မှာအညာနဲ့အာနာဘိုးချက်ဖြစ်တဲ့နေပြည်တော်ပတ်ဝန်းကျင်ကတူးတူးတက်တက်ထွက်ပေါ်လာတဲ့လှုပ်ရှားမှု လှိုင်းကြီးတွေဘုံတိုင်းမလာခင်ပြည်လဲပြင်းလင်းညင်းနေတက်တဲ့လက္ခဏာမျိုးတွေဒါတွေကကျွန်တော်တို့တော်လိုင်းရေးအတွက်ခံမှန်းလို့မရနိုင်တဲ့မနှက်ဖြန်တွေကိုပေါ်ပေါက်ရွေးချယ်လာမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့မီတို့မီပုံတော့ဖိအားနဲ့ဖက်စစ်တပ်ကစိတ်သက်စစ်စင်ရအောင်အခုမလေးရှားကပဲထောက်ခံပါပြီလို့ပြောလို့စိတ်သက်ကြသွားဖို့ဖြစ်တာလေလူဟာမဟုတ်မလေးရှားမဟုတ်ပါဘူးပြန်ပြောတော့စိတ်သက်ပြန်မြင့်တက်လာတဲ့အချိန်နေစိတ်သက်တက်ကြလေဂျားထဲမှာမီတို့မီပုံပဲကြုံရပါစေကျွန်တော်တို့ပြည်သူတွေကျွန်တော်တို့လူအသိစိတ်ရှိတဲ့နိုင်ငံသားတွေ ျွန်တော်တို့နောက်လာနောက်သားတွေကိုချစ်ခင်မြန်တို့တန်ဖိုးထားမြန်မာစီလိုတဲ့စိတ်စတနာရှိတဲ့နိုင်ငံသားတွေကိုယ့်ရဲ့မွေးရပါအခွင့်အရေးကိုကိုကိုတိုင်းကောက်ကွယ်မှရမယ်ဆိုတဲ့ယုံကြည်စိတ်နဲ့ဓမ္မကိုလက်ကင်ပြုပြီးအမှန်နဲ့တရားကိုခြေစုံရက်ကျင့်သုံးမယ်ဆိုတဲ့နိုင်ငံသားတွေကိုယ့်ရဲ့တမိုင်းကြောင့်ကိုအကောင်းဆုံးသာရေးဆွဲမယ်ဘယ်တော့မှအာနာရှင်စစ်တပတ်ဘလူးတွေအောက်ဒူးမထောက်ဘူးကိုယ့်ခြေပေါ်ကိုခြေစုံရက်ပြီးကြိုးစင်မဲ့တက်ရင်တက်ရပါစီဘယ်တော့မှအာဓမအောက်ဒူးမထောက်ဘူးဆိုတဲ့နိုင်ငံသားတွေကျွန်တော်တို့အားလုံးအနေနဲ့ မျောလင်းချက်တွေရောင်ဒီတစ်ခါတလေမေးကောင်းမေးမယ်တေချာတာတော့ရောင်ဒီလုံးဝပျောက်မသွားပါဘူးအဲ့တော့ကမ္ဘာနိုင်ငံကြီးအခင်းကျင်းတွေမြန်မာနိုင်ငံကြီးအခင်းကျင်းတွေမကြခင်မှာရွေးချယ်ရခက်တဲ့အတူရောက်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အိန္ဒိယနိုင်ငံနေနဲ့ကမ္ဘာနိုင်ငံတွေကအဆုံးဖြတ်ချက်တစ်ခုပေးလာမယ့်နေသားတွေခုဆိုလို့ရှိရင်9ရက်တာလောက်6ရက်တာလောက်ပဲဖြစ်ခဲ့တဲ့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့စစ်ပွဲအပြည့်ရမှုကိုအမေရိကန်သမ္မတကိုယ်တိုင်လာရောက်ပြီးတော့လက်မှတ်ထိုးမယ်တက်ရောက်ပေးမယ်ဆိုပြီး စစ်ပွဲတွေပြင်းကြီးမှုပေါ်မှာအင်မတန်မှနှစ်လိုအားရဝင်ဆွတ်ဖွဲ့ခြင်းနဲ့အမေရိကန်သမ္မတထရန့်အတွက်ကျွန်တော်တို့၄နှစ်ကျော်၅နှစ်ကြာကာလဖြစ်ပွားခဲ့တဲ့ကြမ်းကြုတ်ရက်ဆက်သောနိုင်ငံသားအချင်းချင်းအာဓမ္မနဲ့ဓမ္မကြားပို့တိုက်မှုပြင်းထန်တဲ့ဆက်လက်နက်ကိုင်တိုက်ခိုက်မှုတိုက်ပွဲကြီးတွေကိုအကောင်းဆုံးအဖြေထွက်ပြီးပြည်သူလူလာချက်ဖြည့်ဆွတ်အောင်အင်အားကြီးနိုင်ငံတွေရဲ့အထူးသဖြင့်အမေရိကန်သမ္မတရဲ့လောဆယ်ဝေဘလူးဆန္ဒရှိနေတယ်ဆိုတော့အကောင်းဆုံးအသုံးချပြီးဖြစ်ပေါ်လာနိုင်ရည်ရှိတဲ့မနက်ဖြန်တွေဟာပြည်သူ့အတွက် စိတ်ပြည့်အားရော့စရာတွေမရှိပါဘူးစိတ်ခွန်အားအပြည့်နဲ့ကျွန်တော်တို့ယုံကြည်ချက်ကိုကင်ဆွဲပြီးတော့မနေ့ပြန်ဒီအတွက်အကောင်းဆုံးကြိုးစားကြရမှာဖြစ်ပါတယ်အဲ့တော့ပြည်သူအားလုံးကြာရနေရကရရတာဝန်တွေကိုစွမ်းတလောက်ထက်ပုံမူကြည်ပြွန်နေဖို့လိုပါတယ်ကျွန်တော်တို့လည်းအကောင်းဆုံးကြိုးစားနေပါတယ်တတ်ဆွမ်းသမျှထက်ပုံပြီးအကောင်းဆုံးဆောင်ရွက်နေပါတယ်အဲ့တော့ခေါင်းဆောင်ကြီးတွေခေါင်းဆောင်လက်တွေအောက်ခြေက တကယ်ကိုမြင့်မြတ်စွာနဲ့အသက်ဘဝခန္ဓာပေးဆက်ပြီးတော့တိုက်ဖို့ဝင်နေတဲ့တော်လန်သောသူရဲကောင်းတွေကိုဒီစားစွာဂုဏ်ပြုရင်းနဲ့ကျွန်တော်တို့အားလုံးပူးပေါင်းဆောင်ရွက်နိုင်တဲ့တနေ့ကျွန်တော်တို့အားလုံးကွဲပြားခဲ့တဲ့ခွဲခြားမှုတွေကိုခွာချပြီးပေါင်းစည်းဆောင်ရွက်နိုင်စွမ်းနဲ့တည်ဆောက်နိုင်တဲ့တနေ့ကျွန်တော်တို့အားလုံးတမိုင်းသင်ခန်းစာအပြည့်နဲ့1962ကစပြီး1988ဖလီကားတုံးထစ်ကြော်နင်းခဲ့ပြီးဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေကိုအကောင်းဆုံးသုံးသပ်သုံးသပ်ချက်ထုတ်ကဝိဝါဒကွဲပြားမနေပဲပို့တစုတစ်ဖွဲ့တနည်းအား ွက်ခွက်ပဲအင်အားကြီးထွားဖို့ကြိုးစားမနေဘဲနဲ့တနိုင်ငံလုံးမှာတကယ်ကိုပဲကင်ဆာရောဂါကြီးလို့ပြန့်နှံ့ပြီးချုပ်ကင်ဖို့ကြိုးစားလာတဲ့ဖက်စစ်အကြမ်းဖက်အဓမ္မစနစ်ဆိုးကြီးကိုလုံးဝအမြင့်ချိုးပစ်လှန်ကာနိုင်ငံတော်တစ်ပြည်တော်စုသားအလုံးပေါင်းဆက်စုခွေးစုစည်းနေထိုင်တဲ့နိုင်ငံတော်တစ်တိဆောက်နိုင်တဲ့အထိကျွန်တော်တို့ကြိုးစားနိုင်မှကျွန်တော်တို့အားလုံးရဲ့အနှက်ပြန်ဒီအမှတ်ခံချက်ရှိမှာဖြစ်ပါတယ် ဟဲ့တော်လန်မျိုးတွေအားလုံးပဲဗီရိုနဲ့တွေ့ခဲ့တဲ့အကြောင်းအရာဒီကတော့ဘူးညီမျိုးစင်ကသူမြဲနဲ့ပြောနေကြတိုင်းပဲတော်လန်ကြီးနဲ့ပတ်သက်ပြီးတော့ပလန်ပီသူတွေအားလုံးကိုစိတ်ခွန်ပေးတဲ့စကားတွေပြောတော်တယ်တွေ့နေရပါတယ်။တော်လန်မျိုးတွေအားလုံးပဲဒီဗီရိုတော့လည်းဆုံးသက်လိုက်ပါတယ်။နောက်ထပ်ဗီရိုမှာတော့နောက်သက်တင်းတွေတွေ့ကြတဲ့ကျွန်တော်ရဲ့ကိုကြည့်လို့ပါလို့ရှိရင်ဒီ channel လေးကို like and subscribe လုပ်ရင် like subscribe ပြီးဘေးအခွန်အောင်လုပ်ကြခြင်းနဲ့တက်လာများဗီရိုသတင်းအားလုံးတိရှိရဖြစ်ပါတယ်။ဒီ channel လေးမှာကတော့မနက်7:00နာရီကသတင်းနဲ့ည7:00နာရီသတင်းတွေကိုဒီစဉ်တနည်းနှစ်ချိန်ဖော်ပြပေးသွားမှာဖြစ်ပြီးတော့ကျွန်တော်ရဲ့ generation channel လေးမှာတော့ညနေပိုင်းသတင်းတွေကိုလည်းဥစားတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ညနေပိုင်းသတင်းတွေကိုလည်း generation channel လေးမှာကြည့်ရှုနိုင်နေဆိုတော့ညကထပ်မံတည်ပေးနေပဲ။ဟုတ်ရဲ့ ဒီဂျစ်တယ်ဘော်လူရှင်ရရှင်နောက်ပိုင်းစီမှာပြန်လည်ဆုံတွေ့ကြပါမယ်။ဒါမျိုးတွေအားလုံးပဲအဆုံးထိရှိပြီးအထူးပဲကျေးဇူးတင်ရှိပါရဗျာ။ပေါ်ပါပြီးနဲ့မေးပြီးတော့မှအများဆုံးအင်ဝေးကြပါသေးလို့ထပ်မံတောင်းဆိုပြုပေးလိုက်ပါရဗျာ။